အလုံးမဲမင်္ဂလာပါဒီနေ့ထိုင်းရွှေဈေးကညနေမှာ650အတက်နဲ့ဈေးပိတ်သွားပါပြီဒီနေ့က14ရက်နေ့3လပိုင်း2025ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးကတော့600နဲ့မှ50တက်ပါတယ်66.500ခင်လို့ရှိတဲ့ထိုင်းရွှေခဲလေးဆိုင်ကရောင်းနေဈေးက4,600နဲ့မှ50ဆိုင်ကလက်ခံနေဈေးက4,850နဲ့မှ50လဝိညာဉ်ဈေးနှုန်းတွေကဒီနေ့မှာဆိုင်ဟာရောင်းတဲ့ဈေးက48400နဲ့မှ50 ဆိုင်ကလက်ခံနေသေးက46662.83ညနေပေါင်းစည်းရှိပါတယ်။ကမ္ဘာချွေတောင်စားကိုဒေါ်လာ2996နဲ့ထိုင်းချွေစီကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းဘတ်ငွေ33.6နဲ့ထိုင်းချွေစီကိုတွက်ထားပါတယ်။ 96.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခဏ100ရှိပါတယ်လက်ခပီးစီးထိုင်းရွှေခဲတစ်ပတ်သားကို4850ဈေးနဲ့ပေါင်ဈေးရှိပါတယ်တိုင်းကလက်ခဏဈေးကတော့4850ဈေးနဲ့ကြာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်ကပြန်ပြီးတော့လက်ခံပါပါလက်ဝယ်ရဏိုင်းလက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ဒီရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးလက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ် ဒိုင်းရွှေလက်ဝတ်ရနာတပတ်သားကိုဒီနေ့ပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန့်လုံးဖြတ်ပြီးတဲ့အပြင်ကို4,3500ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။လက်ရှိမှာလည်းထိုင်းရွှေဈေးတွေကအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ဒီနေ့ကမ္ဘာရွှေက2,996အထိတက်သွားပြီမဲ့ထိုင်းရွှေတပတ်သားကို9,000အထိမဖြစ်သေးပါဘူး။ ။ဘာကြောင့်လဲဆိုလို့ရှိရင်ထိုင်းငွေဈေးကလက်ရှိမှာဈေးကတက်နေလို့ဖြစ်ပါတယ်။ထိုင်းရွှေခဲကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေအတွက်လက်ခစည်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာ Cnet Lensy ကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်ခ၂၀၀ဘတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ချမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုမြန်မာတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လုပ်ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။